ချစ်သားလေးအမေဩလာပြီနော်တားဥမှားကျင်တာက အမေကိုစိတ်ရှည်သီးခံပေးပါကွယ်အမေကိုနားလဲပေးဖို့ပြောချင်ပါတယ်အမေအသက်ကြီးလာပြီလေအမေစကားပြောရင် စကားတလုံးကိုထက်ခါထက်ခါပြောမိလာတာမျိုးတွေရှိပါလိမ့်မယ်အဲ့ချိန်မှာတားကအမေအဲ့ဒါကိုပဲထက်ခါထက်ခါပြောနေရဲဆိုပြီးဒေါသနဲ့မတုတ်ပြန်ပါနဲ့ကွယ်တားငယ်ရုံးကမှတ်မိလားအမေကလေ တားချဘူးနေတဲ့ပုံပြင်တွေကိုပဲညာတိုင်းထက်ကထက်ကပြောပြမှာတားကအိတ်တတာလေအမေကရေမချိုးကျင်ဘူးလို့ပြောတဲ့အခါအမေကိုစိတ်မဆိုးရဘူးနော်တားလေးငငယ်တုန်းကလည်းရေချိုးပြမဲ့လိုတိုင်းအမေကိုစင်ကြီးမြို့မြို့ပြပြီးဟိုပြေးဒီပြေးလွတ်တက်တာလေးကိုတတိယလိုက်ပါကွယ်အမေကတားကိုတုံးနေတဲ့ဖုန်းတွေကွန်ပျူတာတွေကို နားမလည်လို့မေးတဲ့အခါမှလည်းအမေကိုစိတ်ရှိရှိထားပြီးတော့မှ ရှင်းပြပါလားကွယ် အမေကနေပညာခင်မှာကြီးပြင်းလာတာမဟုတ်ဘူးလေဖုန်းကိုတော့ဘလို့တုံးရမလဲဆိုတာမင်းအားဆိုင်လေးလာနေရတာတားငငယ်တုန်းကလေတားကိုထမင်းစားတဲ့အောင်အဝတ်အစားဝတ်တဲ့အောင်ခေါင်းပီးတဲ့အောင်နေတိုင်းအမေတင်ပေးခဲ့ရတယ်ကွယ်အမေတကားမှအဆင်မပြတ်ခဲ့ပါဘူးအမေအိုတွေကိုစိတ်ရှိပြီးတော့မှတိခံပေးဖို့ဆိုတာတားတို့အမေအိုတွေဖြစ်လာတဲ့တနေ့နားလေလာပါလိမ့်မယ် ဒါနဲ့အမေစကားပြောနေရင် အမေစကားကဘယ်ရောက်လို့ရောက်နေမှမသိတော့ဘူးဆိုရင်လည်းနားလေပြပါကွယ်အမေကိုလမ်းကြောင်းပြန်တဲဖို့တားခထောက်ပေးရမှာလေအမေမှာမှတ်ညံတွေတိတ်မကောင်းတော့ဘူးလေအမေအနာမှာတားလွဲ့ပြီးဘာလို့ရှိလို့လဲအသက်တွေကြီးလာတော့စိတ်သွားတိုင်းကိုမပါနိုင်တော့ဘူးလေလမ်းလျှောက်ရင်လည်းခြေထောက်တွေကတုံဆွဲထားတယ်လို့မျိုးဖြစ်နေတော့ဘဲမှမြန်မြန်ရှောက်နိုင်တော့မှာလေ အမေကိုအမေကလည်းမြေမြေရှောက်တာမဟုတ်ဘူးလို့အပြစ်မတင်ပါလေလားကွယ်အမေကိုလက်ကလေးတွဲပြီးရှောက်နေအောင်ဖေးမပေးပေါ့တားလန်ရှောက်တက်ခါစားတော့ကအမေလက်ကိုတွဲပြီးတော့မှရှောက်နေအောင်လှုပ်ပေးခဲ့တာလေးကိုတတိယပေါ့တားရီတနေ့နေ့တစ်ချိန်ချင်းတားလဲအမေလိုပဲအိုလာလိမ့်မယ်ဝမ်းမနေနဲ့နော်အမေနဲ့အတူတူနေရင်ကငါတနေ့အိုလာရင်ဘယ်လိုနေရမလဲ ဘလို့နေတဲ့တလဲဆိုတာကိုလက်တွေ့သင်ယူထားပေါ့နော်အမေအသက်ကြီးလာချိန်မှာဘယ်နဲ့ဘယ်အချိန်လူလောကကြီးတွေကနေထွက်သွားရမှန်းမသိတဲ့အချိန်မှာအမေကိုအချစ်တီမြစ်တာတွေပျော်ရွှင်မှုတွေညှောက်ဝေးပေးတဲ့တွေ့တားကိုကျေးဇူးတင်ပါတယ်ကွယ်အမေကတားအတွက်အပြုံးလေးတွေပဲပြန်ပြီးတုတ်ပြန်နိုင်တော့တယ်တားစီကနေလဲချစ်တဲ့အမေဆိုတဲ့စကားစံလေးပဲကြားကျင်တော့တယ်တားကိုချစ်တယ်